မင်္ဂလာပါအခုကတော့ဒါကျွန်တော်တော်ဝင်စင်တာ3လာမှာရှိရဲကျွန်တော်ရဲ့ Emerald သင်တန်းကျောင်းရောက်နေတာဖြစ်ပါတယ်အဲကျွန်တော်တို့အခုလာမဲ့29 28ပေါ့တပတ်ခါပေါ့နော်စနေတနင်္ဂနွေနှစ်ရက်ပေါ့နော်ကျွန်တော်တို့ကမနက်စင်တာရဲ့ညနေ6နာရီထိကျွန်တော်ရဲ့တနေ့မှာ၄ချိန်ပဲဖွင့်တဲ့စကားစွန့်ရည်သင်တန်း Business Presentations Masterclass ဒါအပြင်လူတွေ့သင်တန်းပေါ့အခုစနေတနင်္ဂနွေ29 28မှာကျွန်တော်တို့နှစ်ရက်အချိန်ပြည့်မနက်စင်တာရဲ့ညနေ6နာရီသင်မှာဖြစ်တယ်အဲ့အတွက်လိုအပ်တာလေးတွေလာပြီးပြင်ဆင်ပေးတာဖြစ်တယ် ပြီးတော့တခြားကျွန်တော်တို့ဒီတင်ယိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စစ်ဆေးတာလေးလာလုပ်ပေးတာဖြစ်ပါတယ်။ online တင်တဲ့ကတော့သူကကျွန်တော်တို့အင်ကာနီယာဖွင့်ခဲ့ပြီးသွားပြီ။နော်ကျွန်တော်တို့အခု23ရက်နေ့ကကျွန်တော်တို့ဖွင့်ခဲ့တယ်။ online ကတော့တက်လို့မရတော့လူကပြည့်ုံနေမကောက်ရှန်သွားတယ်။အပြင်လူတွေ့ရတော့အခု29 28အတွက်လူ200ရထင်တယ်နော်ညီနော်။200ကြာအောင်မယ်။200တော့အဲ့လိုရသေးတယ်။ add ချင်တယ်ဆိုရင် messenger မှာမြန်မြန်သွားရေးထားပေးပါ။လူပြည့်တော့မယ်နော်ကျွန်တော်တို့။အော်ကျွန်တော်တို့အပြင်လူတွေ့ရတော့ကျွန်တော်နဲ့ဒါနှစ်ရက်တွေ့ရမှာဖြစ်ပါတယ်။အဲ့တော့အခုဒါတင်တဲ့ အကြောင်းကိုအဓိကပြောတာမဟုတ်ပါဘူးအဲကျွန်တော်တို့အခုဒါတော်ဝင်စင်တာကျွန်တော်အယ်မွေတန်တန်းကျောင်းကိုရောက်တိုင်းမှာကျွန်တော်အခမဲ့မျှဝေမှုတွေလူချင်းတို့ဆောင်ရွက်တာဖြစ်ပါတယ်ဒီနေ့မှလည်းပဲကျွန်တော်မျှဝေမှုတွေဆောင်ရွက်ပေးမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီမျှဝေမှုတွေကတော့ကျွန်တော်တင်တန်းကိုအကြောင်းကြောင်းကြောင်းမတက်နိုင်တဲ့သူတွေရှိတယ်အချိန်မပေးနိုင်လို့စသဖြင့်ပေါ့အဲ့ဒီသူတွေအတွက်မျှဝေပေးမှာဖြစ်တယ်ဒီနေ့မှာတော့ဘဝဖွံ့ဖြိုးတိုးတက်အောင်မြေအတွက်လူချင်းတို့အလွန်ရေးကြည့်တဲ့နေ့ရက်မှကြီး၄ခုကိုကျွန်တော် လူကျွန်းတို့မျှဝေပြီးမှာဖြစ်တယ်။အဲဒီနေရာမှာ၄ခုတည်လူကျွန်းတို့အဲ့ဒီအကြောင်းတွေကိုကောင်းကောင်းနားလည်ပြီးဆိုရင်ကိုဘွားမှာဖွံ့ဖြိုးတိုးတက်အောင်မြင်ဖို့အတွက်အလွန်ကျွန်တော်တို့ကအသုံးဝင်တဲ့နည်းလမ်းတွေဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်နဲ့အခုအတူလိုက်ပြီးတော့ကြည့်ကြည့်အောင်။ကျွန်တော်ရဲ့ emblem တင်တန်းကြောင့်မရောက်ဖူးတဲ့သူတွေအတွက်ဒါကတော့ကျွန်တော်ယုံခံပေါ့။ဒါကျွန်တော်ယုံထိုင်တဲ့ယုံခံဖြစ်တယ်။ဒီမှာကျွန်တော်ယုံထိုင်တယ်။ယုံထိုင်တယ်ဆိုတာယုံမှရှိတဲ့ရက်ကတော့နဲပါတယ်။ကျွန်တော်တို့က training တွေသွားနေတဲ့အခါကျတော့နော်။ဆိုတော့ဒါကျွန်တော်ယုံခံဖြစ်တယ်။ ကျွန်တော်တို့ရုံးကအနေထွက်လိုက်ရင်ဒါဧကန်ပေါ့เนาะဒါကျွန်တော်တို့ဧကန်ဖြစ်တယ်ဒီမှာတော့ကျွန်တော်တို့တင်တန်းဦးတင်တန်းသားတွေအဲအေးစစ်စစ်နားနေနိုင်တယ်ဒါကျွန်တော်ဧเนาะဧကန်မှာနားနေနိုင်တယ်အဲပြီးတော့ဧကန် area နေဒီဘက်ကိုကျွန်တော်တို့ကဆက်သွားမယ်ဆိုရင်ကျွန်တော်တို့ကအဲစုစုပေါင်းကျွန်တော်တို့ကကျွန်တော်တို့မှာဒီတင်တန်းခန့်မှာ၃ခုရှိတယ်ပေါ့เนาะတင်တန်းခန့်မှာ၃ခုရှိတယ်အဲ့တော့ ျွန်တော်တို့အခုအဓိကကျွန်တော်တင်မှာကတော့တောင်ငူရုံးကနေတင်မှာဖြစ်တယ်ဒါကတောင်ငူရုံးပေါ့နော်ပြီးရင်တောင်ငူရုံးနဲ့ဝင်มาဖြစ်တယ်ဒုတိယမြန်မာနိုင်ငံတော်ကိုစားပြုတယ်တောင်ငူရုံးရဲ့ဒီဘက်ကက်ရက်မှာကျွန်တော်တို့ကဗဂန်ရုံးရှိတယ်ဒါကျွန်တော်တို့ရဲ့ဗဂန်ရုံးဖြစ်တယ်ပထမမြန်မာနိုင်ငံတော်เนาะဒါကျွန်တော်အနော်ထားမင်းတရားကြီးကိုကိုစားပြုပြီးတော့အကုန်ပြုပြီးတော့ကျွန်တော်တို့ဒါဗဂန်ရုံးကိုပေးထားတာဖြစ်တယ်ဗဂန်ရုံးရဲ့ဒီဘက်မှာကုန်းမောင်ရုံးရှိတယ်ဒါကတော့အလောင်းမင်းတရားကြီးဥအောင်စီရပေါ့ကုန်းကုန်းမောင်ရုံးဖြစ်ပါတယ်เนาะကျွန်တော်တို့ အခုကျွန်တော်တို့သင်မာကတော့ဒါကျွန်တော်တို့ကျွန်တော်နဲ့လူတွေသင်တဲ့တက်မယ်ဆိုရင်တော့ဒုတိယမြန်မာနိုင်ငံတော်ကိုစားပြုတဲ့ဒီတောင်ငူရုံးမှာကျွန်တော်နဲ့လူချင်းတို့အခု29 28ဆိုဒီအခန်းပါထဲမှာကျွန်တော်နဲ့တက်ရမှာဖြစ်ပါတယ်ဆိုတော့ဒီတောင်ငူရုံးကတော့ဒုတိယမြန်မာနိုင်ငံတော်ရဲ့အငွေအသက်တွေလူချင်းတို့တွေ့ရအဲ့တော့ကျွန်တော်တို့မြန်မာတွေရဲ့ nation brand အမြင့်အားဆုံးအချိန်ဖြစ်တယ်အရှေ့တောင်အာရှသမဂအာရှကပါခန့်ညားတယ်ကျွန်တော်တို့ရဲ့မြန်မာခေါင်းဆောင်တူဦးဖြစ်တဲ့ဘရင်တော်မင်းတရားကြီးကိုကျွန်တော်တို့က ကိုစားပြုပြီးတော့ဂုံပြုပြီးတော့ကျွန်တော်ဒီ room ကိုနာမည်ပေးထားတာဖြစ်တယ်ပြီးတော့ media တပင်ရွှေတီပေါ့တောင်ဝူ empire ရဲ့ founder တွေဖြစ်တယ်မင်းကြီးညို media တပင်ရွှေတီဘုရင်တော်မင်းတရားကြီးရဲ့အငွေသက်တွေကိုတွေ့ရတယ်เนาะကျွန်တော်တို့ဒါကတော့ကျွန်တော်တို့တောင်ဝူ empire ရဲ့အဓိက founder တူဖြစ်တဲ့မင်းတရားတပင်ရွှေတီမင်းတရားရွှေတီရဲ့ဒါကျွန်တော်တို့ပုံရိပ်ဖြစ်ပါတယ်အဲကျွန်တော်တို့ဒီကနေဆက်ပြီးတော့ကျွန်တော်တို့သွားမယ်ဆိုရင်အဲကျွန်တော်တို့ ဒီမင်းတရားရွှေချီရဲ့ဒါနာထွင်မင်္ဂလာရှင်မတော်ဖရာမှာနာထွင်မင်္ဂလာပြုတဲ့ဒါပုံရိပ် ဖြစ်ပါတယ်เนาะကျွန်တော်တို့အဲ့တော့ဒီခန်းမာထဲမှာတော့တောင်ဝင်အင်ပါယာရဲ့အမှုအသက်တွေကိုလူကျွန်းတို့တွေ့ရမှာဖြစ်ပါတယ်ကဲအခုကျွန်တော်လူကျွန်းတို့ကိုညဝင်မှုတွေကျွန်တော်ဆောင်ရွက်ပေးมาဖြစ်ပါတယ်အဲ့တော့အခုဗမာထိုင်မလဲကဲနေရာယူလိုက်ပါအောင်အရှိမထိုင်မလားအလဲမထိုင်မလားနောက်မထိုင်မလားအဲ့28 28တင်းတန်းဆိုဒီခန်းမာထဲမှာတက် ။ဟောနှစ်နေရာပဲလူတော့တယ်ဆိုတော့ဒါကြောင့်ကျွန်တော်ပြောတာကြည့်ကြည့်လိုက်ကျွန်တော်သင်တန်းခန်းမှာကျွန်တော်လူနေနေပဲလက်ခံတာ။ကျွန်တော်ဟောပြောပွဲတွေဆိုလူငါးတထောင်နဲ့ပြောတာ။ဒါပေမဲ့ကျွန်တော်သင်တန်းနဲ့ဟိုဟောပြောပွဲကိုကျွန်တော်ခွဲထားတယ်။သင်တန်းဆိုရင်ကျွန်တော်အထူးလူကြီးကန့်သက်ပြီးလက်ခံတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နေ့ရင်းနှီးနှီးဆွေးနွေးပြီးတော့ကျွန်တော်သင်ကြားနိုင်မှုအတွက်ဖြစ်တယ်။အဲ့တော့ကျွန်တော်နေ့ရက်မှ၄ခုကိုကျွန်တော်ဆွေးနွေးမယ်လို့ပြောထားပါတယ်အဲ့တော့လူကျွန်တော်ဘဝဖွံ့ဖြိုးတိုးတက်အောင်မြေအတွက်ကျွန်တော်ဘဝမှာအလွန်အရေးကြီးတဲ့နေရာမှာ၄ခုရှိတယ်အဲ့ဒီနေရာမှာ၄ခုကိုကျွန်တော်လိုက်ကြည့်ကြည့်ရအောင် ပထမနေရာမှာကိုထိန်းချုပ်မှုနေရာမှာလို့ခေါ်တယ်အဲဒီမှာကျွန်တော်တို့အားလုံးအတွက်ကျွန်တော်မြန်မာလိုပဲအဓိကရေးထားပေးတယ်เนาะကျွန်တော်အင်္ဂလိပ်လိုတွေရှောင်ထားပြီးတော့ထိန်းချုပ်မှုနေရာမှာလို့ခေါ်တယ်အဲ့ထိန်းချုပ်မှုနေရာမှာအကြောင်းကျွန်တော်တို့စပြီးဆွေးနွေးမယ်အဲ့တော့ရှင်းရှင်းလေးပဲလူတွေဟာကိုယ့်ရဲ့ဘဝမှာကိုယ်လုံးနေတဲ့အရာတွေပေါ်မှာကိုယ့်ရဲ့ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ယုံကြည်လေးလေးကိုယ့်ရဲ့စွမ်းဆောင်ရည်ဟာတက်လေးလေးပဲအကိုဘဝကိုကိုထိန်းချုပ်နိုင်တယ်လို့ကိုယ်ယုံကြည်လေးလေးကိုဘဝမှာကိုအောင်မြင်ဖို့အတွက်ရာခိုင်နှုန်းများလေးပဲ ။အလူတွေတော်တော်များများဟာကိုယ့်ဘဝကိုထိန်းချုပ်ဖို့ဆိုတာ plan စီမံကိန်းတွေနဲ့ကြိုးစားဖို့လိုတယ်။တော်တော်များများဟာကိုယ့်ဘဝကို control လုပ်လို့ရတယ်ထိန်းချုပ်လို့ရတယ်ဆိုတာမယုံဘူး။အဲ့ဒီတော့ဘဝဆိုတာကိုကဖြစ်ချင်တယ်လို့ဖြစ်နေတာပါလို့ထင်တဲ့အတွက်ဘဝကိုလည်းကိုကနေချင်တယ်လို့နေလိုက်တဲ့အခါမှာထိန်းချုပ်မှုရော့လေလေကိုထိန်းချုပ်နိုင်တဲ့အရာတွေလောကမှာရော့လေလေကျွန်တော်တို့အောင်မြင်မှုတွေနည်းလေလေပဲလောကမှာအရာမှန်သမျှကိုတော့ကျွန်တော်တို့ control လုပ်လို့မရဘူးမှန်တယ်ကျွန်တော်တို့ထိန်းချုပ်လို့ရတဲ့အရာရှိတယ်ကျွန်တော်တို့ထိန်းချုပ်လို့မရတဲ့အရာရှိ ကျွန်တော်တို့ထိန်းချုပ်လို့ရတဲ့အရာတွေအပေါ်မှာကျွန်တော်တို့ကအပြည့်အဝစူးစမ်းအထောက်ဖို့လိုတယ်ကျွန်တော်တို့ထိန်းချုပ်လို့မရတဲ့အရာတွေကကျွန်တော်တို့ကြိုက်ကြိုက်မကြိုက်ကြိုက်ချစ်ချစ်မချစ်ချစ်ဖြစ်မှာပဲအဲ့ဒါတွေဖြစ်လို့ကျွန်တော်တို့ timing စိတ်ညစ်နေလို့မရဘူးဒါကြောင့်ကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ထိန်းချုပ်မှုနေရာမှာလို့ခေါ်တယ်နံပါတ်1ကတော့အလိုလျောက်ဖြစ်မှုနေရာမှာဖြစ်တယ်အဲ့ဒီအလိုလျောက်ဖြစ်မှုနေရာမှာအတိုင်းလူတွေဟာလောကီမှာရှင်သန်ရည်တည်နေကြတယ်လူ80ရာခိုင်နှုန်း90ရာခိုင်နှုန်းတော့ဟာအဲ့ဒီအလိုလျောက်ဖြစ်မှုနေရာမှာအတိုင်းရှင်သန်ရည်တည်နေကြတဲ့အတွက်ဘဝမှာ အောင်မြင်မှုတွေရတဲ့တလောက်မရတာဖြစ်တယ်ခုနကျွန်တော်တို့ထိန်းချုပ်မှုနေရာမှာ ਨੇ ဒီနှစ်ခုဟာဆက်ဟာဘဝဖြစ်ချင်တိုင်းဖြစ်တာပါဆိုဘာပလန်မှမဆွဲဘူးလူတိုင်းလူတိုင်းနေတိုင်းနေတော့အလုပ်လုပ်တယ်ဒါပေမဲ့ကျွန်တော်တို့ဟာရေဒိုမပါတဲ့သင်္ဘောတစည်းဟာရောက်ချင်တာရောက်ဆိုပြီးတော့မှတဝဲဝဲလွယ်ပြီးတော့သွားနေတယ်လို့ပဲသူတို့ဒီဘယ်ကောင်မှမရောက်တော့ကိုဘဝမှာလည်းဒီလိုပဲမနေ့ပြန်ဘာဘလို့ငါဘာလုံးပါလဲနောက်နှစ်နှစ်မှနောက်သုံးနှစ်မှငါဘာဖြစ်မှာလဲကိုကိုကို ခိုင်မာတဲ့ plan တွေမရှိဘဲနဲ့ထိန်းချုပ်မှုကင်းမဲ့ပြီးတော့မှအလိုလျောက်ဖြစ်နေတယ်လို့ထင်ပြီးတော့လောကကြီးမှာရှင်သန်ရည်တည်တဲ့သူတွေများတဲ့အတွက်အောင်မြင်မှုနေတာဖြစ်တယ်။အောင်မြင်ခြင်းတဲ့သူဆိုတာကိုယ့်ဘဝကိုစီမံကိန်းနေနဲ့ကိုကကိုဖြစ်ချင်တဲ့ပုံစံဖြစ်အောင်ပုံဖော်ဖို့လိုတယ်။ဒါကြောင့်ဒီအလိုလျောက်ဖြစ်မှုနေရာမှာတွေကနေကျွန်တော်တို့ကကြော်ဖို့လိုတယ်။အဲ့ဒီအလိုလျောက်ဖြစ်မှုနေရာမှာထောင်ကျောက်ကနေထွက်ဖို့ဆိုရင်ကျွန်တော်တို့ဒီနေရာမှာနှစ်ခုတည်းအရေးကြီးတယ်။ဒါကတော့ကျွန်တော်တို့ကအကြောင်းကျိုးနေရာမှာဖြစ် ဒါဒီစက်ကြဝဠာမှာအလွန်အရေးကြီးတဲ့ကြောင်းကျွနီယာမှာ cause and effect အဲ့ဒီကြောင်းကျွနီယာမှာကကျွန်တော်တို့ဘဝမှာကျွန်တော်တို့ရဲ့ရလက်တွေကျွန်တော်တို့ရဲ့ဆောင်ရွက်မှုတွေကိုအဓိကထိန်းချုပ်တာဖြစ်တယ်အဲ့တော့ကြောင်းကျွဖြစ်ရမှာကြောင်းကျွဒီနီယာမှာရဲ့သဘောတရားအရအကြောင်းကြောင့်အကျိုးဖြစ်တယ်အရာတိုင်းဟာကျွန်တော်တို့ဟာသူ့ဘာသာသူဖြစ်ချင်းတယ်လို့ဖြစ်နေတာမဟုတ်ဘူး law of cause and effect ဒီအလွန်အရေးကြီးတယ် အဲ့ဒီနေ့ကျွန်တော်အောင်မြင်မှုမှန်သမျှသည်မတော်တဆအောင်မြင်လာတာတခုမှမရှိဘူးဒီလိုပဲကြာဆုံးမှုမှန်သမျှသည်လည်းမတော်တဆကြာဆုံးသွားတာတခုမှမရှိဘူးအရာတိုင်းဟာအကြောင်းနဲ့အကျိုးရှိကျွန်တော်တို့ဒီတခုခုလိုချင်တယ်ဒီအကျိုးကျေးဇူးကိုလိုချင်တယ်လို့ပြောရင်အဲ့ဒီအကျိုးကျေးဇူးကိုဖြစ်စေတဲ့အကြောင်းတရားကိုကြိုးစားရင်ကျွန်တော်တို့သိကြဖို့ရမှာဖြစ်တယ်ဒီနေ့ရမှာနဲ့ဆက်ဆက်ပြီးတော့မှအရေးကြီးဆုံးနောက်ဆုံးနေ့ရမှာကတော့ယုံကြည်မှုနေ့ရမှာဖြစ်တယ်ယုံကြည်မှုနေ့ရမှာဆိုတာက ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့စိတ်အားထက်သန်စွာစိတ်ခံစားမှုနဲ့ခံစားပြီးတော့ယုံကြည်တဲ့အရာတွေဆိုရင်တကယ်ဖြစ်လာတယ်ကျွန်တော်တို့ဘဝထဲမှာအရေးကြီးတယ်နော်ကျွန်တော်တို့စိတ်ခံစားမှုနဲ့နက်နက်ရှိုင်းရှိုင်းခံစားပြီးယုံကြည်တဲ့အရာတွေဆိုရင်ဘဝမှာတကယ်ဖြစ်လာတယ်ဒါကြောင့်အဲ့ဒီယုံကြည်မှုနိယာမကိုသုံးပြီးတော့ကျွန်တော်တို့ကဒီကြောင်းကျိုးနိယာမကိုကျွန်တော်တို့ကတိဆောက်ရတယ်အဲ့ကြောင်းကျိုးနိယာမကဘာပြောလဲကိစ္စရဲ့အတိုင်းမှာ အကြောင်းတရားရှိတယ်အဲ့ဒီအကြောင်းတရားကြောင့်အကျိုးတရားတွေဖြစ်လာဒီလိုဆိုရင်ကျွန်တော်တို့ဘဝမှာကြီးစွာသောအကြောင်းတရားရှိသမျှအကျိုးတရားတွေအလုံးရဲ့ကြီးစွာသောအကြောင်းတရားတွေကျွန်တော်တို့ရဲ့အတွေးဖြစ်တယ်ကျွန်တော်တို့ရဲ့အတွေးဖြစ်တယ်ကျွန်တော်တို့ရဲ့အတွေးတွေကြောင့်သာလျှင်ကျွန်တော်တို့ရဲ့ဖြစ်တဲ့တရားဖြစ်ဖြစ်တဲ့တရားဖြစ်တာဖြစ်တဲ့အတွက်ဖြစ်သမျှအကျိုးအလုံးတွေအကြောင်းတရားတွေပါလေအတွေးဖြစ်တယ် အဲ့တော့အဲ့ဒီအတွင်းနဲ့ဆက်ဆက်ပြီးတော့မှဆက်ကြဝလာတစ်ခုလုံးမှာကျွန်တော်တို့ထိန်းချုပ်နိုင်တဲ့အရာဒီတစ်ခုပဲရှိတယ်အဲ့ဒါဟာကျွန်တော်တို့အတွေးဖြစ်တယ်ဆက်ကြဝလာတစ်ခုလုံးမှာကျွန်တော်တို့ရဲ့အတွေးကျွန်တော်တို့ရဲ့စဉ်းစားမှုတွေးခေါ်မှုကိုကျွန်တော်တို့ဒီအပြည့်အဝထိန်းချုပ်လို့ရတာဖြစ်တဲ့အတွက်လူကျွန်တော်ရဲ့အတွေးတွေကိုထိန်းချုပ်နိုင်ရင်ကောင်းမွန်တဲ့အတွေးတွေကိုတွေးနိုင်ရင်ကောင်းမွန်တဲ့ဘဝကိုတည်ဆောက်နိုင်မှာဖြစ်တဲ့အတွက်အခုပဲကောင်းမွန်တဲ့အတွေးတွေကိုတွေးဖို့အတွက်ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ် တော့ဒီ season ကြီးတဲ့သူတွေအတွက်ကျွန်တော်စာအုပ်၅အုပ်ပေးဦးမှာဖြစ်တယ်အဲ့ဒီ season မှာပါဝင်ရင်ကျွန်တော်အခု video file ကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ထက်က၅အုပ်ကိုရွေးချယ်ပြီးကျွန်တော်စာအုပ်၅အုပ်လက်ဆောင်ပေးဦးမှာဖြစ်တယ် စကားဆွေးဤတန်တန်းကတော့ကျွန်တော်တို့အခုလာမယ်2028မှာအပြင်လူတွေ့တန်တန်းတက်အမှာဖြစ်တဲ့ Business Presentations Master Class ဆိုဆိုရာနဲ့ညီစကားဆွေးဤတွေကစီးပွားရေးနဲ့ဆိုင်တဲ့စကားဆွေးဤ၃ခုဖြစ်တဲ့အယောင်ဆိုင်ရာပြောဆိုမှုတွေ meeting အစည်းအဝေးတွေမှာပြောဆိုမှုနဲ့လူမှုကြဟောပြောမှုဒီ၃ခုကျွန်တော်ရဲ့နှစ်ပေါင်းများစွာဟောပြောခဲ့တဲ့အတွေ့အကြုံအစဉ်နဲ့ထုတ်ပြီးတော့သင်ကြားပေးမှာဖြစ်တဲ့အပြင်လူတွေ့တန်တန်းအခုစနေတနင်္ဂနွေလာမယ်2028အတွက်တက်နေရပဲကျွန်တော်တွေတန်တန်းတက်ချင်းနံပါတ်ရဖုန်းနံပါတ်ရ Messenger မှာပေးပါကျွန်တော်တို့ team ကနေဆက်သွယ်ပေးပါမယ် အဲ့ဒီနှစ်ယောက်ကိုပုံမှန်တော့ discount မရတော့ဒါပေမဲ့ကျွန်တော်ဒီ season ကြည့်တဲ့သူတွေအတွက်10%ကျွန်တော်တို့စီစဉ်ပေးထားပါတယ်လို့သတင်းကောင်းပါလို့ပါတယ်။တင်နန်းကြောင်းသိစိတ်ကိုကျွန်တော် page ရှယ်မှာဝင်ကြည့်နိုင်ပါတယ်။အခုပဲမိမိတို့ရဲ့အတွေ့အကြုံကိုထိန်းချုပ်ပြီးအောင်မြင်မှုစီကိုချီတက်လိုက်ကြပါစို့။ We must work together. We must build our nation.